ကံကောင်းမြတ်ရဲ့အနောက်တောင်ဘက်ကိုဗဟိုပြုပြီးအင်အား၄တပ်သမား၄အစင်းရှိတဲ့အင်အားအနေငယ်ရှိတဲ့မြင်းကလေးတစ်ခုလှုပ်ခတ်ခဲ့ပြီးရပိုင်းတွင်းမှာကံကောင်းမြတ်အနေကိုဗဟိုပြုပြီးဒုတိယအကြိမ်လှုပ်ခတ်မှုဖြစ်တယ်လို့မိုးစလာရဲ့ထုတ်ပြန်ချက်တွေအရသိရပါဗျ။ဒီနေ့2025ခုနှစ်အောက်တိုဘာ29ရက်နေ့မြန်မာစံတော်ချိန်မိုးလင်း12နာရီ3ည10မိနစ်3ည20ကန့်အချိန်မှာဟာခါမြင်းကလေးစခန်းရဲ့တောင်အရှိတောင်ဘက်52မိုင်ခန့်ကွာဝေးတဲ့မြန်မာနိုင်ငံပြည်တွင်ကံကောမြို့ရဲ့အနောက်တောင်ဘက်25မိုင်ခန့်အကွာမြောက်လက်တီတော့ 27.9ဒီဂရီအရှိန်လောင်ကြီးတော့63.14ဒီဂရီအနက်82ကီလိုမီတာကိုဗဟိုပြုပြီး AR Star Scale 4.4အဆင့်ရှိတဲ့အင်အားအနှင်းငယ်ရှိတဲ့မြင်းကလေးတစ်ခုလှုပ်ရှားသွားကြောင်းတိုင်းထွာရရှိတယ်လို့မိုးစလကထုတ်ပြန်ထားပါတယ်။အော်တိုဘာ28ရက်နေ့ကလည်းခံကောင်းမြို့ရဲ့အရှိတောင်ဘက်28မိုင်ခန့်အကွာကိုဗဟိုပြုပြီးငလင်းတစ်ခုလှုပ်ခတ်ခဲ့သေးတာဖြစ်လို့ရပ်ပိုင်းအတွင်းဒုတိယအကြိမ်မြောက်လှုပ်ခတ်မှုလည်းဖြစ်ပါတယ်။ အော်တိုဘာ29ရက်နေ့မြန်မာစံတော်ချိန်9:55မိနစ်52စက္ကန့်အချိန်မှာမြောက်ဦးမြင်ကလေးစက္ကန့်ရဲ့မြောက်အနောက်မြောက်ဘက်56မိုင်ခန့်ကွာဝေးတဲ့မြန်မာနိုင်ငံပြည်တွင်ကံကောမြို့ရဲ့အရှိတောင်ဘက်28မိုင်ခန့်အကွာမြောက်လက်တီတော့27.89ဒီဂရီအရှိလောင်ကြီးတို့94.46ဒီဂရီအနက်38ကီလိုမီတာကိုပဟိုပြုပြီး AR Star Scale 3.4အဆင့်ရှိတဲ့အင်အားအနည်းငယ်ရှိတဲ့မြင်းကလေးတစ်ခုလှုံ့ရှားသွားခဲ့သေးတာဖြစ်ပါတယ်။